ရုရှားတပ်တွေယူကရိန်းထဲကိုစတင်ကျူးကျော်မရောက်တဲ့အခါကသူတို့လွယ်လွယ်ကူကူအောင်ပွဲရလိုက်မယ်လို့ထင်ခဲ့ပါတယ်။တန်ကြပ်ကားရှင်တွေနဲ့အမြောက်တပ်တွေဟာရပ်ပိုင်းအတွင်းယူကရိန်းကိုချေမောင်းနိုင်လိမ့်မယ်လို့တွက်ဆထားခဲ့ပါတယ်။ ရုရှား၏တင်ကားတွေကဇက်တိုက်ထိုးစစ်ဆင်ပြီးအမြောက်တပ်တွေဇက်တိုက်ပစ်နေရုံနဲ့တင်ယူကရိန်းအနေနဲ့ဘာမှလုပ်နိုင်တော့မှာမဟုတ်ဘူးလို့ထင်ခဲ့ကြပါ යි စစ်ပွဲစတင်ပြီး၄နှစ်နီးပါးကြာလာတဲ့အခါကနအူးကျူကျော်မဟာရုရှားအစီအစဉ်အတိုင်းမဖြစ်လာဘူးဆိုတာအားလုံးမြင်လာရပါပြီစစ်မြေပြင်ရဲ့စစ်ဗီယင်တွေအဖြစ်တကားတက်မှတ်ခံလာရတဲ့အမြောက်တပ်တွေဟာစစ်ပွဲရဲ့နောက်ပိုင်းကာလမှာတော့အခြားလက်နက်တွေရဲ့အောက်မှာပြပြဝတ်သွားခဲ့ရပါ යි ရုရှားကအမြောက်တပ်တွေကိုမတုံ့ပြန်လို့မတုံ့တာမဟုတ်ပါဘူး တင်ကားတွေလိုပဲယူကရိန်းကအကုန်ဖျက်ဆီးလိုက်တာမို့ရုရှားမှာအုံပြုတ်နိုင်တဲ့အမြောက်တပ်တွေကုန်ခန်းလာနေလို့ပါ2025ခုနှစ်ကဒီအမြောက်တပ်ဖျက်ဆီးရေးအစီအစဉ်ကြောင့်ယူကရိန်းအတွက်အကောင်းဆုံးနှစ်ဖြစ်ခဲ့ပါတယ် United 24 Media ရဲ့နိုဝင်ဘာ24ရက်ထုတ်သတင်းအရဆိုရင်2025ခုနှစ်အတွင်းရုရှားရဲ့အမြောက်ဆုံးရှုံးမှုတွေဟာ2024ခုနှစ်မှာကြုံခဲ့ရတဲ့ဆုံးရှုံးမှုအရေအတွက်ထက်ပိုများတယ်လို့ဆိုပါတယ်ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနရဲ့အစီအကံစာဟာ ရုရှားရဲ့နှစ်စဉ်ဆုံးရှုံးမှုစရာကိုဖော်ပြထားပါတယ်။ယူကရိန်းလက်နက်ကိုင်တပ်မတော်အထွေထွေဌာနချုပ်ရိပ်ထုတ်ပြန်ချက်အရနိုဝင်ဘာ23ရက်အထိရုရှားတပ်မတော်ရဲ့ဆုံးရှုံးပျက်စီးခဲ့ရတဲ့အမြောက်တပ်စနစ်စုစုပေါင်းအရေအတွက်ဟာ13053ခုအထိရှိသွားပြီလို့ဆိုပါတယ်။2024ခုနှစ်တနှစ်လုံးမှာယူကရိန်းကာကွယ်ရေးတပ်တွေကရန်သူရဲ့အမြောက် 13,050ခုကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။ဒါကြောင့်ယူကရိန်းဟာသူရဲ့နှစ်စဉ်စံချိန်ကိုသုံးစားတိတိကျော်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ဒီတိုင်းဆက်သွားမယ်ဆိုရင်2025ခုနှစ်နှစ်ကုန်ပိုင်းမှာစံချိန်အစ်စ်ကဘလောက်ဖြစ်သွားမလဲဆိုတာခံမှန်းလို့ရှာနေပါပြီ။ကကွေဝင်းကြီးဌာနရဲ့အစီအင်ကံတာကဆုံးရှုံးမှုစရင်ကိုနိုဝင်ဘာ23ရက်အထိကောက်ယူထားတာဖြစ်လို့နိုဝင်ဘာ22ရက်အထိမှတ်တမ်းတင်ထားတာပါ ဇန်နဝါရီ1ရက်ကနေနိုဝင်ဘာ22ရက်အထိကာလဟာရပ်ပေါင်း325ရက်ရှိပါ යි ။အမြောက်13053ခုကိုရပ်ပေါင်း325နဲ့စားလိုက်ရင်ရုရှားဟာတရက်ကိုအမြောက်40.16ခုနှုန်းနဲ့ဆုံးရှုံးနေရတယ်လို့သိရပါ යි ။ဒီရေအတွက်ဟာရုရှားအတွက်တော့ထိတ်လန့်စရာပါပဲ။အထူးသဖြင့်အမြောက်တက်တွေဟာပူတင်ရဲ့ပြူဟာမှာအလွန်အရေးပါတဲ့အစိပ်ပိုင်းဖြစ်နေတဲ့အတွက်ပိုဆိုပါ යි ။နိုဝင်ဘာ23ရက်ကနေစတင်ရေတွက်မယ်ဆိုရင် ဒီနှစ်ထဲမှာရက်ပေါင်း39ရက်ကျန်နေသေးပါ යි တရက်တာအဆုံးရှုံးနှောင်းကိုဒီရက်တွေနဲ့မြောက်ကြည့်မယ်ဆိုရင်ယူကရိန်းဟာ2025ခုနှစ်ကုန်ချိန်မှာအမြောက်1566ခုနီးပါးကိုထပ်မံဖြတ်စည်းနိုင်မယ်လို့ခန့်မှန်းရပါ යි ဒါဆိုရင်တနည်းစာစုစုပေါင်းဆုံးရှုံးမှုဟာ14619ခုအထိရှိသွားမှာပါယူကရိန်းဟာ2024ခုနှစ်မှာချမှတ်ခဲ့တဲ့စံချိန်ကိုချိုးဖြတ်နိုင်လိုက်ပါ යි ရုရှားတပ်တွေဟာရှားပါလိုင်းအမြောက်တွေအတွက်အလင်းအမြန်ရှောက်ပြနေရပါတယ်။ဒီချိန်မှာယူကရိန်းကရုရှားရဲ့အမြောက်ပြူဟာကိုကင်တွယ်ဖြည့်ရှင်းတက်သွားပြီဆိုတာပြနေပါတယ်။ဒါတိမကသေးပါဘူး။စန်စာနက်ကလည်းယူကရိန်းကာကွယ်ဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်ကိုကိုးကားပြီးရုရှားဆုံးရှုံးခဲ့ရတဲ့အမြောက်ပြူအတွက်ကို နှစ်လိုက်ခွဲချမ်းစိတ်ဖြာထားပါသေးတယ်။သူတို့ပြောတာကတော့ရုရှားအမြောက်တွေကိုကင်တွယ်ဖြည့်ရှင်းရမှာယူကရိန်းဟာအစပိုင်းမှာအတော်လေးနှိမ့်ကွေးနေခဲ့တယ်လို့ဆိုပါတယ်။2022ခုနှစ်မှာရုရှားအမြောက်2021ခုကိုပဲပျက်စီးအောင်ဖျက်ဆီးနိုင်ခဲ့ရပါဒီချိန်ကစပြီးတော့မှယူကရိန်းဟာအမြောက်တွေကိုရင်ဆိုင်မှုတုံးနဲ့အဓိကလက်နက်ဖြစ်တဲ့ drone တွေကိုပုံမှန်မမှန်ပြီးတက်စီအသုံးပြုလာခဲ့ရပါတယ်။ 2023ခုနှစ်မှာတော့ယူကရိန်းဟာရုရှားအမြောက်6462ခုကိုဖျက်ဆီးနိုင်ခဲ့ပြီး2022ခုနှစ်ကတည်းကတုံးစာမြင့်တက်သွားခဲ့ပါတယ်။ဒီအရေအတွက်ဟာ2024ခုနှစ်မှာနှစ်ဆကျော်တက်သွားပြီး13050ခုအထိရောက်ရှိခဲ့ပါတယ်။ယူကရိန်းဟာဒီနောက်အတိုင်းဆက်သွားမယ်ဆိုရင်2025ခုနှစ်အတွင်းသူတို့ဖျက်ဆီးပြီးသားအရေအတွက်အပြင်ရုရှားအမြောက်1600ခုထပ်မံပျက်စီးသွားစေအောင်ပါ။ ဒီသတင်းတွေဟာရုရှားစစ်တပ်အတွက်စိုးရိမ်စရာတသက်မကပဲလုံးဝကိုရှက်ဖွေကောင်းတဲ့အခြေအနေပါပဲ။ယူကရိန်းကိုပြကြအောင်လုပ်ပြနိုင်မယ်လို့ယူဆထားတဲ့လက်နက်ဟာအခုတော့စံချိန်တင်နှုန်းနဲ့ဆုံးရှုံးနေရပါပြီ။2025ခုနှစ်မှာယူကရိန်းဟာရုရှားအမြောက်တွေကိုတရက်ထဲမှာအများဆုံးဖျက်ဆီးနိုင်တဲ့စံချိန်တင်ခဲ့ပါပြီ။ ABDM မှာပေါ်သတင်းထောက် David Hablin ကယူကရိန်းဟာတရက်ထဲမှာပဲရုရှားအမြောက်122ခုကိုအံဩစရာကောင်းလာအောင်ဖျက်ဆီးနိုင်ခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့ပါပြီ။ ဒါဟာ2025ခုနှစ်ရဲ့ပြည်မြတရက်စာဆုံးရှုံးမှုထက်၃ဆနီးပါးများပြီးဒီဇင်ဘာ1ရက်နေ့ဟာမလ28ရက်မှာဖြစ်ခဲ့ရပါအဲဒီမှာပဲယူကရိန်းဟာရပ်ပေါင်း32ရက်အတွင်းအမြောက်1644ခုကိုဖျက်ဆီးနိုင်ခဲ့တယ်လို့ Hamblin ကဆိုပါတယ်ဒါဟာလွန်ခဲ့တဲ့လ18လကစရင်ယူကရိန်းဖျက်ဆီးနိုင်တဲ့ရုရှားအမြောက်အရေးအတွက်ထက်သုံးဆမြင့်တက်နေတာပါရုရှားရဲ့အမြောက်တွေဒီလောက်များများပျက်စီးမယ်ဆိုတာပူတင်မျှော်လင့်ထားခဲ့ပါဦး အခုမေကွန်ထုတ်ကြကယူကရိန်းကရုရှားရဲ့အမြောက်တွေကိုဒီလောက်များများဖျက်ဆီးနေတဲ့အတွက်ဒီဆုံးရှုံးမှုတွေဟာယူကရိန်းရဲ့စစ်ပွဲအပေါ်ဘလို့တက်ရောက်မှုရှိတယ်လဲဆိုတာပါပဲအမြောက်ကြီးအရေးအတွက်ပတ်မှာဆိုရင်တက်ရောက်မှုဟာအနှဲငယ်လောက်ပဲရှိပုံရပါတယ်ရုရှားအမြောက်ကြီးတွေဟာအမြောက်တွေနဲ့အတူဖျက်ဆီးသွားနိုင်ပေမဲ့အမြောက်ကြီးထုတ်လုပ်ရေးကတော့ရုရှားအတွက်ကုန်ခံသွားမှာဆိုရင်များမယ့်နေပေမဟုတ်ပါဘူးဇူလိုင်လ25ရက်မှာ Radio Free Europe ရေဒီယို Liberty က ရုရှားဟာ၃လအတွင်း NATO နိုင်ငံအားလုံးထုတ်တဲ့အမြောက်ကြီးအရေးအတွက်ထက်သုံးစားဖို့ထုတ်နိုင်တယ်ဆိုတဲ့အဆိုကိုစုံစမ်းထောက်လှမ်းထားတဲ့စာမတစ်ပုဒ်ထုတ်ဝေခဲ့ပါတယ်။ NATO အတွင်းရေးမှူးချုပ်မာရူတာကိုရိုက်ကပါ The New York Times နဲ့တွေ့ဆုံခန်းမှာဒီချက်ကိုပြောဆိုခဲ့ပူပြီးဆိုလိုတာကရုရှားဟာနှစ်စည်အမြောက်ကြီးတန်းပေါင်းများစွာထုတ်လုပ်နေရဆိုတာပါပဲ။ RFEIN ကအဆိုကို Conflict Intelligence Team CID လို့ခေါ်တဲ့ပွင့်လင်းမြင်သားရဲ့ထောက်လှမ်းရေးအဖွဲ့နဲ့ပူးပေါင်းပြီး တကယ်လက်တွေ့အခြေအနေကဘယ်လိုရှိမလဲဆိုတာရှောက်ဖေးခဲ့ကြပါပြီ။ပူပေါင်းဆောင်ရမ်းမှုရလည်းအရာယူကရိန်းနဲ့အနောက်နိုင်ငံအရာရှိတွေကရုရှားဟာနှစ်စဉ်အမြောက်ကြီးနှစ်တန်းကနေနှစ်သသမ3တန်းအထိထုတ်လုပ်နိုင်တယ်လို့ခန့်မှန်းထားကြောင်းတွေ့ရှိခဲ့ရပါပြီ။2024ခုနှစ်မှာရုရှားဟာအမြောက်ကြီးနှစ်တန်းကနေနှစ်သသမ3တန်းအထိထုတ်လုပ်နိုင်တယ်ဆိုရက်ဒီခန့်မှန်းချက်တွေဟာ2022ခုနှစ်ကထုတ်လုပ်ခဲ့တဲ့1.25တန်းထက် နှစ်ဆနီးပါးရှိလာတာမို့အတော်လေးများပြားတဲ့အရေးအတွက်ပါပဲ။ဒါပေမဲ့ဒါရီရုရှားကဒီထက်များအောင်မထုတ်နိုင်ဘူးဆိုတာကိုလည်းထင်ရှားနေပါ යි ။အမေရိကန်ကနှစ်စဉ်အမြောက်ကြီး9သိန်းအောက်ပဲထုတ်ပါ යි ။ဘူယောပါကတော့နောက်ထပ်9သိန်းထုတ်လို့နှစ်စဉ်စုစုပေါင်း1.2တန်းရှိပါ යි ။ရုရှားနေနဲ့နာတိုတနည်းစာထုတ်လုပ်မှုတက်၃လအတွင်း၃စပို့ထုတ်မယ်ဆိုရင်ရုရှားဟာနှစ်စဉ်အမြောက်ကြီး၂၀တသမ၅တန်းထုတ်နေရမှာဖြစ်ပါတယ်။ဒါပေမဲ့ရုရှားကဒီလောက်မထုတ်နိုင်ပါဘူး။ ဒါပေမဲ့ကာဇန်နဲ့ဘီစကီအပေါင်းဝင်နေရာများပြားမှာရုရှားရဲ့စစ်ရုံချက်ထွေမှုအစ်စ်တွေကြောင့်နှစ်စည်အမြောက်ကြီးလေးတန်းနီပါထောက်လုံနိုင်တဲ့အဆင့်ကိုရောက်ရှိနေပါပြီ။ဒါဟာရုရှားမှာထောက်လုံနေတဲ့အမြောက်ကြီးအရေအတွက်ပါဒီကိုပိုင်ထောက်လုံတဲ့ခဲရံနေတဲ့အတူနောက်ထပ်နိုင်ငံတနိုင်ငံကအမြောက်ကြီးပြီးလဲရှိပါသေးရဲ့။အဲ့ဒါကတော့မြောက်ကိုရီးယားပါ။ရုရှားနဲ့မြောက်ကိုရီးယားတို့ဟာ NATO စာချုပ်မှာပါတဲ့မဟာမိတ်အပိုင်ငါးနဲ့စင်တူရိတ်ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို လက်မှတ်မရေးထုတ်ခင်တည်းကမြောက်ကိုရီးယားကရုရှားစီကိုအမြောက်ကြီးတွေပို့ပေးနေခဲ့ရပါ Ryan United Survey Institute RUSI အဖွဲ့အရဆိုရင်မြောက်ကိုရီးယားဟာ2023ခုနှစ်အောက်တိုဘာကနေ2025ခုနှစ်ဧပြီလ15ရက်နေ့အတွင်းရုရှားကိုအမြောက်ကြီး9.3တန်ထောက်ပံ့ပေးခဲ့တယ်လို့ဆိုပါတယ်ဒါဟာဒီကာလအတွင်းရုရှားကယူကရိန်းမှာအုံပြုခဲ့တဲ့ အမြောက်ကြီးအလုံးရဲ့၄၀ရာခိုင်နှုန်းနီးပါးအထိရှိနိုင်တယ်လို့ဆိုပါတယ် IUSI ရဲ့ပြောဆိုချက်အရဩဂုတ်လ2023ခရီးကပြစ်ခတ်ခဲ့တဲ့အမြောက်ကြီး၁၄တန်ရဲ့၄၀ရာခိုင်နှုန်းနီးပါးဟာမြောက်ကိုရီးယားကအမြောက်ကြီးတွေဖြစ်နေပြီးရုရှားတပ်ဖွဲ့တွေဟာမြောက်ကိုရီးယားက KN တွေအပေါ်မှာမိခိုလာရတယ်လို့ဆိုပါတယ်။မြောက်ကိုရီးယားရဲ့ထောက်ပံ့မှုမရှိရင်ရုရှားရဲ့အမြောက်ကြီးအခက်ခဲဟာ ဒီထက်ပိုဆိုးနေမယ်ဆိုတာရှင်းနေပါပြီ။ဆိုလိုတာကမြောက်ကိုရီးယားရဲ့တရားမဝင်လုပ်ရက်တွေကြောင့်စစ်ပွဲကိုရှီလျားစေခဲ့ပြီးယူကရိန်းပုံမောအောင်မြင်မှုပြဖို့ကိုတော့တားဆီးနိုင်ခဲ့တယ်လို့ဆိုရမှာပါ။ဒါရီအလုံးကရုရှားမှာအမြောက်ကြီးတွေအလောင်းလောက်ရှိနေပေမယ့်အမြောက်တွေကတော့ပြဿနာဖြစ်နေရဲ့လို့ညွှန်ပြနေပါပြီ။ရုရှားဟာရှီတိုင်းစစ်မျက်နှာစာမှာထင်သလောက်အခြေအနေကောင်းနေရတော့မဟုတ်ပါဘူး။မကြသေးခင်ကဗီဒီယိုတစ်ခုမှာမြောက်ကိုရီးယားကရုရှားကို အစ်စ်မီတဲ့ခန်းရံတွေမပို့ဆောင်သေးဘူးဆိုတဲ့အချက်ကိုမြင်ရခဲ့ပါတယ်။ရုရှားကိုရောက်လာတဲ့အမြောက်ကြီးတန်ပေါင်းများစွာဟာ expire ဖြစ်နေပြီးစစ်ပွဲအတွက်အသုံးမဝင်တော့ပါဘူး။စစ်ပွဲကြာလာနေအမြောက်ပိုဆိုးလာနေတဲ့အမြောက်ဆုံးရှုံးမှုတွေရဲ့ကြီးမားလာတဲ့ပမာဏဟာရုရှားရဲ့အမြောက်တူလာမှုတွေအပေါ်ပြီးပြနေပါတယ်။ရုရှားရဲ့အမြောက်ကြီးထုတ်လုပ်မှုအကြောင်းဆွေးနွေးထားတဲ့ RFERN ရဲ့စာမားမှာပဲအရေးကြီးတဲ့အချက်တစ်ခုကိုဖော်ပြထားပါတယ်။အမြောက်ကြီးတွေဟာအမြောက်တွေလိုအပ်ပြီးဒါဟာရုရှားအတွက် ကြီးမားတဲ့ပြဿနာတစ်ခုဖြစ်လာနေပါပြီ။ဒီသတင်းဌာနကရုရှားဟာစစ်ပွဲအချိန်အများစုမှာဆိုဗီယက်ခေတ်ကအလုံးရှင်းနဲ့ရှိခဲ့တဲ့အမြောက်တွေကိုအားထားခဲ့ရတယ်လို့ညွှန်ပြထားပါတယ်။ဒီလိုအားထားရတဲ့အတွက်သူတို့ရဲ့ဒေါ်လာမှုတ်ဝေးအပေါ်တရားမှုကတိတိတသားကြီးရှိခဲ့ပါတယ်။ဥပမာအားဖြင့်ရုရှားမှာ2022ခုနှစ်ကဘိန်းတန်အမြောက်12000ဒေါ်လာထားရှိခဲ့ရာကနေ2024ခုနှစ်အလယ်ပိုင်းမှာအခုရေ6000ပဲကျန်ရှိတော့တယ်လို့ဆိုပါတယ်။ဒီကနေ့အချိန်ထိဒီရေအတွက်ဟာ တိတိတသာထက်မှန်ကြဆင်းသွားနိုင်ပါသေးရဲ့ဒီထက်ပိုပြီးသတိထားရမှာကရုရှားဟာအကောင်းဆုံး unit တွေကိုအသုံးပြုမှာပါအခုချိန်မှာတူလောင်ယုံလေးကအမြောက်တွေဟာပြင်ဆင်မှုအကြီးကျယ်လိုအပ်နေရဒါမှမဟုတ်အနေငယ်ပဲအသုံးပြုလို့ရတော့တဲ့အစ်စ်မျိုးကိုရှောင်နေပါပြီထီရောက်မှုရှိဖို့ဆိုတာကတော့ဝေးလာပါပြီဒီဇင်မာလာ6ရက်မှာတော့အမြောက်နေပါတဲ့တရားမှုတွေဟာစစ်မြေပြင်ပေါ်မှာစတင်ပေါ်လွင်လာပါပြီ ဒီနေ့မှာပဲသခိဖို့ကထုတ်ပြန်တဲ့သတင်းတစ်ပုဒ်ကရုရှားရဲ့အမြောက်အားသာမှုဟာတိတိတသားရှော့ချခံလိုက်ရတယ်လို့ဆိုပါတယ် တခါကယူကရိန်းပြည်တတော်ပြစ်တိုင်းရုရှားကတီ9တောက်ကနေ10တောက်အထိပြန်ပစ်နိုင်ခဲ့ပြီမိတ်အခုခါမှာတော့ယူကရိန်းပြည်2တောက်ကိုရုရှားကြီး3တောက်ပဲပြန်ပစ်နိုင်တဲ့အထိကျဆင်းသွားပါပြီဒါဟာအမြောက်ကြီးရှာပါမှုကြောင့်မဟုတ်နိုင်ပါဘူးသုံးမရတဲ့မြောက်ကိုရီးယားခဲယမ်းတွေအပြင်ရုရှားမှာအမြောက်ကြီးတွေအလုံးလောက်ရှိနေပါသေးတယ်ဒါကြောင့်ပစ်ခတ်မှုနှောင်းကျဆင်းရတဲ့အကြောင်းရင်းဟာရုရှားမှာဒီအမြောက်ကြီးကိုယူကရိန်းစီပစ်ခတ်ဖို့လိုအပ်တဲ့အမြောက် unit တွေမရှိတော့တာကြောင့်ပဲဖြစ်ရမှာပါ တခြားသောအကြောင်းရင်းတွေလည်းရှိပါသေးတယ်။အမြောင်နေပါမို့ဟာထုတ်လုပ်ရေးစိန်ခေါ်မှုတွေရုရှားမီးရထားလိုက်တဲ့ဆက်ဆံရေးထောက်ပံ့ရေးပြဿနာတွေနဲ့ရုရှားခဲယံတုံလောင်ရှုံတွေကိုယူကရိန်းက drone တွေနဲ့အဆက်မပြတ်တိုက်ခိုက်မှုတွေကြောင့်ပုံမဆိုးရွားသွားစေပါ යි ။2024ခုနှစ်ဒီဇင်ဘာလကအစီရင်ခံစာထုတ်ပြန်ပြီးနောက်ပိုင်းနားတွေအတွင်းမှာရုရှားဟာအမြောက်13000ကျော်ထပ်ဆုံးရှုံးသွားတာကလေပူတင်ရဲ့အမြောက်တပ်ကိုအလေးပေးတဲ့ပြူဟာကိုပုံမခက်ခဲစေပါ යි ။ မေလာရောက်တဲ့အခါပရိုတာသတင်းစာကရုရှားရဲ့ဆိုဗီယက်ခေအမြောက်တွေဟာဆက်လက်အသုံးမပြုနိုင်တော့ဘူးဆိုတဲ့အချက်ကိုထောက်ပြရင်ရုရှားရဲ့ဆက်လက်ကုန်ခန်းလာနေတဲ့အမြောက်တူလာမှုပြဿနာစီကိုရောက်ရှိသွားပါတယ်။ရုရှားရဲ့အမြောက်ကြီးနဲ့အမြောက်စနစ်ထောက်ပံ့ရေးပြဿနာထပ်ပေါ်တဲ့အခြားပြဿနာတစ်ခုကအစိတ်ပိုင်းအပေါ်တွေပါ။အထူးသဖြင့်ဆိုဗီယက်ခေအမြောက်တွေရဲ့ပြောင်းနေဟာအမြောက်ကြီးရရှိပြစ်ခတ်ပြီးတဲ့အခါအလွန်မြင်းမြန်ဆန်ဆန်ပျက်စီးတယ်လို့ပါပဲဒီအမြောက်ပြောင်းနေဟာ အမြောက်တွေလိုပဲဆိုဗီယက်ခေတ်တူလောင်မှုတွေတဲကနေထုတ်သုံးနေရတာပါဒါအပြင်ရုရှားကတူလောင်ရှုံတွေကနေထုတ်သုံးနေရတဲ့အမြောက်စနစ်တချို့ဆိုရင်ရှီတန်းမူတော်မရောက်ရှိကြဘူးလို့ဆိုပါတယ်သူတို့ကိုအမြောက်ပြောင်းတွေဖျောက်ချပြီးအဲ့ဒီအမြောက်ပြောင်းတွေကိုယူကရိန်းစီပို့ဆောင်ကအလုံးလုံးနေစေဖြစ်တဲ့အမြောက်တွေရဲ့အမြောက်ပြောင်းတွေနေရာမှာအစားထိုးသုံးဆွဲနေရတယ်လို့ဆိုပါတယ်မြောက်ကိုရီးယားလိုနိုင်ငံကပေးရဲ့အရေးသွေးနှိပ်ခဲယမ်းမိကြောက်တွေတုံးဆဲမှုကလည်းဒီအမြောက်ပြောင်းပြဿနာတွေကိုပုံမှန်ဆိုးရွားစေပါတယ်။ အမြောက်သေးထုတ်လုပ်ရေးမှာအဓိကအခက်အခဲကတော့အမြောက်ပြောင်းနေပါပဲ။အမြောက်ပြောင်းထုတ်လုပ်ဖို့အတွက်တည်ကြရေးစက္ကရိယာကြီးတွေနဲ့အဓိကအစိတ်ပိုင်းတွေအများအပြားလိုအပ်ပါ යි ။ဒါကြောင့်စူးစီးထုတ်လုပ်မှုစနစ်ကိုထူထောင်ရတာဟာမလွယ်ကူတဲ့အလုပ်ပါပဲလို့ Prodar ကဆိုပါ යි ။အနောက်နိုင်ငံတွေရဲ့ပိတ်ဆို့မှုတွေကလည်းဒီနယ်ပယ်မှာရုရှားကိုခတ်ခဲစေပါ යි ။ရုရှားရဲ့အမြောက်ယူနစ်တွေကိုဖျက်ဆီးရမှာယူကရိန်းကစံချိန်တွေချိုးနေတာကလည်းရုရှားအတွက်နူရဝဲဆွဲစေနေပါ යි ။ The Daily Cup ဆိုတဲ့ website တစ်ခုရဲ့ဆိုချက်အရရုရှားရဲ့အမြောက်အခြေအနေဟာ2026ခုနှစ်မှာယူကရိန်းနဲ့မရှင်နိုင်လောက်တဲ့အထိဆိုးရွားနေပါပြီ။ဒါဟာရုရှားမှာအမြောက်လုံးဝရှိတော့တာမဟုတ်ဘူးလို့မဆိုပါဘူး။ဒါပေမဲ့ရုရှားနဲ့ယူကရိန်းပစ်ခတ်တဲ့အကြီးအကျိုးစားဟာသူတစ်ချက်ပြစ်ကိုတစ်ချက်ပြစ်အခြေအနေဖြစ်သွားမယ်လို့ဆိုလိုတာပါ။ ဒီသတင်းဌာနကပဲအမြောက်ပြောင်းတွေပြည့်စည်လာတဲ့ပြဿနာကိုလည်းထောက်ပြထားပါသေးတယ်။ရှိပီတာအမြောက်တွေဆက်လက်အလုပ်လုပ်နိုင်ဖို့အတွက်ပရရှန်ဟာတူလောင်ထားတဲ့ပစ္စည်းတွေကိုဖြုတ်ယူအသုံးပြုနေရပါတယ်။ဒါပေမဲ့ရှိပီတာအမြောက်တွေကလည်းစံချိန်တင်နှောင်းတဲ့ပစ္စည်းနေရာမျိုးရုရှားမှာအစားထိုးဖို့ဘာမှကြံမနေတော့ပါဘူး။ဒါဟာစွမ်းရည်စုံရှုံမှုတရက်ဖြစ်တယ်လို့ The Daily Cook ကဆိုပါတယ်ဒီလိုပြရတဲ့အကြောင်းရင်းတွေလည်းရှိပါတယ် မလာထုတ် business insider စောင်းပါတပုတ်မှာအမြောက်ဟာရုရှားရဲ့စစ်ပွဲနဲ့ပြင်ပဖြစ်ခဲ့ပါတယ်။အမြောက်တွေရဲ့ကြီးမားတဲ့ကုန်သတင်းဟာကမ္ဘာစစ်ပွဲအခြေအများစုမှာရုရှားတုံ့ဆွဲခဲ့တဲ့အဓိကနေပြဟာအကြောင်းလို့ဆိုပါတယ်။ ရုရှားပူချုပ်တွေဟာယူကရိန်းရဲ့ခုခံကာကွယ်ရေးကိုချုပ်ဖြတ်ဖို့ရန်သူစစ်မျက်နှာကိုထိုးဖောက်ဖို့နဲ့ရန်သူတွေကိုအကြောက်တရားရစေဖို့အတွက်အမြောက်တွေဟာအကောင်းဆုံးလက်နက်တွေလို့ဆက်လက်ရှုမြင်နေကြပါပြီ။ဒါဟာပြောင်းလဲဖို့ခက်ခဲတဲ့အမြင်တစ်ခုပါပဲ။ယူကရိန်းကျူးကျော်စစ်ပွဲရဲ့ပထမဆုံးနှစ်အနည်းငယ်မှာရုရှားရဲ့အမြောက်တိုက်ခိုက်မှုတွေဟာကြီးစိုးနေခဲ့ပြီးရုရှားပြစ်ခတ်နေတဲ့ကြီးကြောင်းအရေးအတွက်နှောက်ပြလာမှုကြောင့်ရုရှားစစ်သားတွေနဲ့တပ်မိုးတွေရဲ့နှီးပြူဟာအားနည်းချက်တွေကိုပြပြအောင်လုပ်နိုင်ခဲ့ပါတယ်။ တချိန်ကဆိုရင်ရုရှားဟာတရက်ကိုအမြောက်ကြီးတပေါင်းနှုံးနဲ့ယူကရိန်းကိုပစ်ခတ်နေခဲ့ပေမဲ့အခုအခါဒီရေအတွက်ဟာတိတိတသားကြာဆင်းသွားပါပြီ။ဒါမှတစ်ပုတ်ကရုရှားအတွက်အမြောက်တပ်တွေရဲ့အရေးပါမှုကိုအသေးစိတ်အရှင်းပြထားပါ යි ။ရုရှားစစ်စင်ကြီးမှာအမြောက်တွေရဲ့အရေးပါမှုဟာစစ်လက်နက်တစ်ခုထပ်ပေါ်ပါ යි ။တမိုင်းတလျှောက်မှာရောလက်ရှိအခြေအတိပါဒီမြောက်တက်စင်မှုဟာတိုက်ရိုက်နိုင်ငံရေးအတိတ်ပဲတွေတည်ဆောင်လာခဲ့ပါ යි ။အရက်သားအတိပြဘလောက်ပဲရှိရှိ ရုရှား၏ရည်မှန်းချက်တွေကိုအောင်မြင်လှုပ်ဆောင်ဖို့စိတ်ပိုင်းဖြတ်ထားကအမြဲဆောင်ရွက်ခဲ့ရပါလို့យေတာထားကြပါ යි ဒီအိဗယ်ကို2025ခုနှစ်မှာယူကရိန်းရဲ့စံချိန်တင်အမြောက်ဖြတ်သိမ်းမှုနဲ့စစ်ပွဲအတွင်းရုရှားဆုံးရှုံးခဲ့ရတဲ့အမြောက်တွေရဲ့ကြီးမားလာရေးအရေးအတွက်နဲ့တွဲပြီးစဉ်းစားကြည့်ပါ တင်ကားတွေနဲ့အမြောက်တပ်တွေဟာစေစုနှစ်တွေရှိပြီးရုရှားစစ်အင်အားပြရော့အဖြစ်မှတ်ယူခံရတာပါ ယူကရိန်းကိုအပြတ်ချေမုန်းနိုင်တယ်လို့ယူဆထားတဲ့ရုရှားဟာသူ့ရဲ့စစ်လက်နက်တွေဒီလောက်များများပျက်စီးဆုံးရှုံးရတာဟာစိတ်ဓာတ်ကိုရိုက်ရှုခံရလိုက်တယ်လို့ဖြစ်သွားပါတယ်အမြောက်တပ်ဟာကဘာစစ်နှစ်ခုနဲ့ဆိုဗီယက်ခေတ်တုန်းကလောက်အရေးမပါတော့ပါဘူးယူကရိန်းမှာဒရုန်းသံမောင်းများစွာ ရှိနေတဲ့အခုချိန်မှာဆိုပိုပြီးအောင်အရေးမပါတော့ပါဘူး ရုရှားရဲ့အမြင်ကိုပြောင်းလဲဖို့ကလည်းအချိန်အကြာကြီးယူခဲ့ရပါတယ်။2024ခုနှစ်ဇူလိုင်လအထိတောင်ဖော့ဆောင်ပါရှင်ဗစ်ခရမစ်တဲကအမြောက်တပ်ဟာယူကရိန်းစစ်မြေပြင်မှာစစ်ဗီရင်အဖြစ်ဆက်ရှိနေသေးတယ်လို့ဆိုခဲ့ပါသေးတယ်။နှစ်ဖက်စလုံးဟာအမြောက်တွေကိုအကြီးကျယ်အားထားနေရတော့မှာပဲလို့မစ်တဲကဆိုခဲ့ပါသေးတယ်။သူအဆိုမှနေရတော့မဟုတ်ပါဘူး။ဒီလို အားထားနေရခြင်းကြောင့်လေယူကရိန်းအနေနဲ့ရုရှားအမြောက်တပ်တွေကိုဒီလောက်များများဖျက်ဆီးနိုင်တာဟာအရန်ကိုအရေးပါနေရတာပါ။ ဒါပေမဲ့မစ္စတာတီဆောင်းမရေးတဲ့အချိန်ကရုရှားကတရက်ကိုအမြောက်ကြီးတသလားနေ့စဉ်ပြစ်ခတ်နိုင်နေသေးပါအခုချိန်ဤကတော့လုံးဝပွဲပြားနေပါပြီရုရှားကအမြောက်တွေကိုဆက်သုံးဖို့ကြိုးစားနေပြီမဲ့ယူကရိန်းကျွေးရောင်တွေကိုတိုက်ခိုက်ရမှာအရေးအတွက်များများနဲ့ဗိုင်းယားပါဝါနည်းနည်းနဲ့တိုက်ခိုက်တဲ့မိထက်တသားတွေကိုယ်တိုင်ထိုးပေါင်းပြောက်တဲ့မိကိုပုံမောအားထားလာရပါရရှာကတပ်ဖွဲ့ငယ်လေးတွေကိုမြို့ထဲသွင်းပြီးဖိုခရော့စင်ချေပုံကနေစတင်တိုက်ခိုက်ကအံ့ယောပြောင်းလဲသွားအောင်လုပ်ဆောင်ခဲ့ရပါ ရုရှားကတော့ဒါဟာထူးချွန်တဲ့ဗျူဟာအစ်စ်တခုလို့ပြောပြမှာပါဒါပေမဲ့တကယ်အရှိတရားကတော့ရုရှားဟာသူ့ရဲ့ယုံကြည်ရတဲ့စစ်နက်ဖျားတနည်းအားဖြင့်လက်နက်ကြီးအမြောက်တွေအပေါ်ဆက်ပြီးအားထားလို့မရတော့တာကြောင့်အခုလိုလှုပ်ဆောင်ရတာပါဘာလို့လဲဆိုတော့၄နှစ်နီးပါးကြာပြီးရဲ့နောက်မှာဒီနက်ဖျားဟာနမ်းကျသွားပါပြီဒီစစ်နက်ဖျားကိုနမ်းချလိုက်တာကတော့ယူကရိန်းရဲ့ FPV drone တွေပါ 2022ခုနှစ်ကစပြီးနှစ်အလိုက်ရုရှားအမြောက်ဆုံးရှုံးမှုတိုးလာတာဟာယူကရိန်း drone တွေကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ Hamlin က for a threat ရေးတဲ့အစားမတစ်ပုဒ်မှာယူကရိန်းဟာရုရှားအမြောက်တွေကိုဒီလောက်များများဘလို့ဖျက်ဆီးနေတယ်လဲဆိုတာသုံးသပ်ပြထားပါတယ်။အမြောက်တစ်ခုကိုဖျက်ဆီးရတဲ့အခါအဆင့်၃၀နဲ့လောက်ရတယ်လို့သူကဖော်ပြထားပါတယ်။ ပထမဆုံးအစဉ်ကအမြောက်ရဲ့တင်ညာကိုအရင်ရှာဖွေရမယ်။ပြီးရင်ဒီအချက်လက်ကို command center ကိုပို့ပြီးအမြောက်ကိုတိုက်ခိုက်ဖို့လက်နက်တစ်ခုကိုရွေးချယ်ရမယ်။တတိယအစဉ်ကတော့ရွေးထားတဲ့လက်နက်ဟာအမြောက်စီရအောင်သွားနိုင်ဖို့ပါပဲ။အရင်တော့ဆိုရင်ဒီလိုမျိုးအတွက်ဒုံးကျည်တွေဒါမှမဟုတ်တံဝေးပြစ်ဒုံးကျည်တွေကိုရွေးချယ်ကြပါ යි ။ယူကရိန်းမှာဒီလက်နက်နှမျိုးလုံးကတ်တန်းချက်ရှိရာကိုရုရှားကတီထားတာပါ။ ဒါကြောင့်သူ့ရဲ့အမြောက်အားသာချက်ဟာဒီစစ်ပွဲမှာအရေးပါမယ်လို့ယုံကြည်ခဲ့တာပါ။ဒုံးနီကတော့ယူကရိန်းအတွက်အဖြစ်ဖြစ်လာခဲ့ပါတယ်။ဟမ်ဘလင်းရဲ့အဆိုအရ ဒီအဖြစ်ဟာစစ်ပွဲအစပိုင်းတုန်းကအားလုံးပြည်စုံတဲ့အဖြစ်မဖြစ်သေးပါဘူး။ FPV drone တွေဟာမိုင်၁၂မိုင်လောက်ပဲသွားနိုင်တာမို့ရုရှားရဲ့အမြောက်အကြီးစားတွေရဲ့ပစ်ခတ်မှုအပောင်းတွေနဲ့မရှင်နိုင်ခဲ့ပါဘူး။ဒါပေမဲ့ဒီအမြောက်အကြီးစားတွေဖျက်ဆီးခံရတဲ့အမြောက်ရုရှားဟာ152မီလီမီတာအမြောက်တွေအစား122မီလီမီတာအမြောက်တွေကိုပုံမှန်အားထားလာရပါပြီ။ဒီအမြောက်တွေကိုရှေ့တန်းမျက်နှာစာနဲ့ပုံမုံနီးကတဲ့နေရာမှာထားရှိရတာမို့ယူကရိန်းဒရုန်းတွေကအခွင့်ကောင်းယူဖြတ်စည်းနိုင်ခဲ့ပါတယ်။ တာဝန်နဲ့တာလက်ဂျုံတွေပါယူကရိန်းပိုင်ဆိုင်လာတဲ့အခါရုရှားရဲ့အမြောက်တွေဟာပုံမိုဖျက်ဆီးခံလာရပါအောင်လေယူကရိန်းရဲ့အစုံစံရေးဂျုံတွေဟာလည်းရုရှားအမြောက်တွေရဲ့တည်နေရာကိုရှာဖွေရမှာအလွန်အသုံးဝင်တာတသက်ပြခဲ့ပါယူကရိန်းရဲ့တိုက်ဖွန်ဒရုန်းတပ်ဖွဲ့ကတမူမိုက်ကယ်လို့အမည်ရတဲ့သူကဂျုံတွေဟာ အမြောက်ရဲ့အတိအကျတင်နေရာကိုအတည်ပြုဖို့အတွက် အရေးပါတယ်လို့ဆိုပါတယ်။ဒီကြောင်တွေဟာအမြောက်တွေနေရာမှာရှိသေးလားဆိုတာအကဲခက်ခွင့်ပေးတယ်လို့အချိန်နဲ့တပြေးညီပုံရိပ်တွေကိုလည်းပို့ပေးနိုင်တယ်လို့ဆိုပါတယ်။ဂျုံတွေကအမြောက်ရဲ့တင်နေရာကိုရှာဖွေနိုင်ရုံသာမကသူဟာရက်နေလားဒါမှမဟုတ်ရွေရှားနေလားဆိုတာကိုပါတစ်ချိန်တည်းမှာအတည်ပြုနိုင်တဲ့အခါအမြောက်ဖြည့်စီရေးပထမဆုံးအဆင့်ဟာပုံမမြန်ဆန်သွားပါတယ်။ဒါကြောင့်တိုက်ခိုက်မှုတွေဟာပုံမတိကျပြီးထိရောက်မှုရှိလာပါတယ်။ဒီချက်အားလုံးကြောင့်ယူကရိန်းပြောသလိုရု ရှားကြုံတွေ့နေရတဲ့ကြီးမားလာတဲ့ဆုံးရှုံးမှုတွေဖြစ်ပေါ်လာရတာပါ2025ခုနှစ်မှာရုရှားကအမြောက်1353ခုထပ်မံဆုံးရှုံးခဲ့ရပြီးဒီနေ့ကုန်ကျင်းမတိုင်ခင်မှာထပ်မံဆုံးရှုံးရအောင်ပါပါရုရှားဟာဒီလောက်ကြီးမားတဲ့ဆုံးရှုံးမှုတွေကိုကန်စားနေရလို့ သူ့ရဲ့ဆိုဗီယက်ခေတ်တူလာမှုတွေဟာကုန်ခန်းလာနေပါပြီ။ထုံးလုပ်ရေးစိန်ခေါ်မှုတွေကြောင့်လည်းစစ်ပွဲဖြစ်နေချိန်မှာဒါရီကိုပြန်လည်ဖြစ်တင်ဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။ဂျန်နီရဲ့တခုတဲတော်မီကွန်ကတော့ရုရှားရဲ့စစ်ပွဲရဲ့နဗျာဘလောက်ကြကြတရှိနိုင်သေးတယ်လဲဆိုတာပါပဲ။အကြောင်းကတော့အခုချိန်မှာယူကရိန်းဟာ ဒီအမြောက်စစ်နက်ဖျားကိုနောက်ချလိုက်ပြီးဖြစ်လို့ပါပဲယူကရိန်းရဲ့ drone တွေအကြောင်းပြန်ပြောပြရမယ်ဆိုရင် artificial intelligence မောင်းသူမဲ့ရေရင်အစ်စ်တမျိုးကိုစတင်အသုံးပြုနေပြီဖြစ်ပြီးဒီရင်ကရုရှားရဲ့ခရမ်းတူလာယုံကြည်တစ်ခုကိုဖျက်ဆီးလိုက်နိုင်ပါပြီယူကရိန်းဟာလေကာတဆင့်ဖျက်ဆီးနိုင်တယ်လို့ရေကာတဆင့်နဲ့ရုရှားရဲ့အမြောက်လက်နက်တွေကိုထိထိရရောက်ဖျက်ဆီးနိုင်ကြောင်းပြသနေပါတယ်